။လူရင်မလာပထမဆယ်ရက်ပတ်အတွင်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှလီပီးယားနဲ့ရေဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးပုံမောအားကောင်းလာကမုန်တိုင်းငယ်ဖြစ်သူရောက်ရှိနိုင်ကြောင်းဝလီဝသားနဲ့စလားပြေရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ထုတ်ပြန်ကြရရလူရင်မလာပထမဆယ်ရက်ပတ်အတွက်ဝလီဝသားခံမှန်းချက်အနေနဲ့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှလီပီးယားနဲ့ရေဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးပုံမောအားကောင်းလာကမုန်တိုင်းငယ်ဖြစ်သူရောက်ရှိနိုင်ကြောင်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှတိမ်အထင်တင်မှတိမ်ထိုးထွက်နိုင်ကြောင်းသိရပါတယ်။မိုးရသွန်းမှုအခြေအနေနဲ့နေပြည်တော်ရေကုန်လန်းဒေသက ြီး၊မန္တလေးဒေသကြီး၊ပဲခူးဒေသကြီး၊မကွေးဒေသကြီး၊စကိုင်းဒေသကြီး၊အေရဒေသကြီး၊တနင်္သာရီဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာရွာသွန်းမြဲထက်ပေါ်နိုင်ပြီး၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာရွာသွန်းမြဲခန့်မိုးထချုံရွာနေကြောင်းသိရပါတယ်။မိုးရွာရဲ့အနေနဲ့ရေကုန်ဒေသကြီး၊ပဲခူးဒေသကြီး၊အေရဒေသကြီး တနင်္လာနေ့နေ့တာကြီးချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာ9ရက်မှ9ရက်ခန့်နဲ့နေပြည်တော်မန္တလေးတိုင်းနေ့တာကြီးမကွေးတိုင်းနေ့တာကြီးစကိုင်းတိုင်းနေ့တာကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ၄ရက်မှ၆ရက်ခန့်မိုးထစ်ကြောင်ရနေကြောင်းသိရပါဗျာ။